ကျမ်းမာတော်ကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ3ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရခိုင်ပြည်နယ်တပြည်လုံးနီးပါးသိမ်းပိုက်ရင်လက်တကန်းအလို့ကိုရောက်နေပြီလို့အပြစ်ခတ်မရက်သေးတဲ့ညီနောင်မဟာမိတ်အဖွဲ့ဝင် AA ထုတ်ပြန်ကရခိုင်ပြည်သူများရခိုင်ထက်နေညမယွေး စည်ရီးတရိရှိရင်အလေးနက်တိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်အနေနဲ့ရခိုင်ဒေသတစ်ခုလုံးကိုလက်လွတ်ဆုံးရှုံးရဖို့လက်တကမ်းအလို့ကိုရောက်ရှိနေပြီဖြစ်တယ်လို့ Arakka တပ်တော် A ကယမန်နေ့ညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။ညနောင်မဟာမိတ်သုံးဘွယ်တွေကစစ်ကော်မရှင်တပ်နဲ့အပြစ်ခံမရစေပဲကြံနေခဲ့တဲ့တပ်ဖွဲ့ဒေသ Arakka တပ်တော် A ဟာမျော်မှန်းထားတဲ့စည်ရီးနိုင်ငံရေးယမန်ချက်တွေအပြည့်အဝအကောင့်ထဲပေါ်နိုင်ဖို့အတွက်ရခိုင်လူလူနဲ့အတူလက်တွဲပြီးအစွမ်းကုန်ကြိုးစားနေတယ်လို့ဆိုပါတယ်။ ရကိုင်ဒေသအပြင်ရကိုင်ယုံမနဲ့နေမီချင်းထိဆက်နေတဲ့ဘကိုးတိုင်းမကွေးတိုင်းအေယာဝတီတိုင်းနဲ့အေအေစီလှုပ်ရှားတဲ့နေရာတချို့မှာနှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဆိုထားပါတယ်။စီရီနိုင်ငံရဲ့အဖက်ဖက်ကနေရှုံ့နေနေတဲ့အာနာသိန်းစစ်တပ်ဟာ2025ခုနှစ်အတွင်းညီနောင်မဟာမိတ်လုံးပွဲတွေကကိုကန်တက် MNDA တောင်းတက် TNL တို့နဲ့ရှမ်းမြောက်ဒေသအပြည့်ခက်ရဲစေးရီကိုမရှိမနှောင်ပြုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်စစ်စင်ရေးနေမြေကျွန်သွားတဲ့စစ်တပ်က နိုင်ငံအနှံ့ပြည်သူတွေအပေါ်မှာစစ်ရာဇဝတ်မှုတွေဇက်တိုက်ကျွလွန်နေတယ်လို့ယမန်နီကစတင်ပြီးအေအေတပ်ဖွဲ့ဝင်ရှိရာနဲ့ရခိုင်ပြည်သူတွေရှိရာကိုလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုံ့ဆော်လာတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အော်တိုဘာလ30ရက်နေ့တရက်ထဲမှာပဲစစ်တွေမျိုးရသေးတောင်မျိုးပုံနှကျွမျိုးပေါတော်မျိုးနဲ့ကြောက်ဖြူမျိုးစင်းချောင်းတိုင်နယ်မှာရှိတဲ့ကုံပွေကြီးရွာကယတပြည်သူနေထိုင်ရာနေရာတွေကိုလေကြောင်းရေကြောင်းလက်နက်ကြီးနဲ့ drone တိုက်ခိုက်မှုတွေ တရေဘောကြောင်စွာလှုပ်ဆောင်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၈ယောက်တည်ဆုံက22ယောက်ဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘာလ30ရက်နေ့မနက်ပိုင်းမှာလဲစစ်ကော်မရှင်တပ်ကပုံနှကျွန်းမြို့နယ်ပန်းနီလာရွာကိုလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ၄ယောက်တည်ဆုံခဲ့ပြီး၁၀ယောက်ပြင်းထန်ဒဏ်ရာရကစိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။အကြံဖတ်စစ်ရှုံစစ်ကော်မရှင်တက်အနေနဲ့နိုင်ငံအနှံ့မှာစီရင်နဲ့မသက်ဆိုင်တဲ့အယက်သားပြည်သူတွေအပေါ်ကိုလေချောင်းနဲ့လက်နက်အားကိုက တရေဘောကြောင်စွာစစ်ရာဇဝဲမှုတွေကျူးလွန်နေတယ်လို့ရခိုင်ဒေသကပြည်သူတွေအပေါ်မှာလည်းပြစ်မှတ်ထားတိုက်ခိုက်လာနိုင်တာကြောင့်အရင်ရက်တွေထက်ပုံမှန်တရီထားကြဖို့စီရင်တတိနေညမရွေးအပြည့်အဝရှိနေပေးဖို့ရခိုင် ပြည်သူတွေကိုအေအေကတိုက်တွန်းနှိုးဆော်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပေါ့မြုံနယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကတေဆောင်လာတဲ့ RPG ထိပ်ဖူးပေါက်ကွဲပြီးစစ်သားနှစ်ဦးတေဆုံးတာ တော်လိုင်းရဲဘော်များနေမည်ရှင်းလင်းရေးပြုလုပ်စင်မောင်းစစ်အုံဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါ့မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကတင်ဆောင်လာတဲ့ RPG ထိပ်ဖူးပေါက်ကွဲပြီးစစ်သားနှုတ်တင်ဆောင်ခဲ့ကတော်လိုင်းရဲဘော်များနေမည်ရှင်းလင်းရေးပြုလုပ်စင်စစ်အုံဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းစိတ်ဖြူပျောက်ကြားတကူတော်ကျောင်းစုပြည်သူ့ကာကွယ်ရေး LDF မှကိုကျောင်းစုကပြောဆိုပါတယ်။ အော်တိုဘားလ29ရင်းနီမှာစတင်ပြီးစိတ်ဖြူမြွတ်နဲ့ကပ္ပစ22မှာထွက်ခွာလာတဲ့အင်အား800ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာပေါင်မြွတ်နဲ့အတွင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာယင်းနေ့ညနေပိုင်းမှာမုံတိုင်ချောင်းအနီးမှာရှိတဲ့ဇေယျမှာနားနေစဉ် RPG ထိပ်ဖူးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းယင်းပေါက်ကွဲမှုအတွင်းမှာစစ်သားနှစ်ကောင်တိဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။မုံတိုင်ချောင်းအနီးကဇေယျနားမှာစစ်ခွေးတွေနားနေတော့မှာ RPG တိပ်ပူပေါက်ကွဲပြီးတော့စစ်ခွေးနှစ်ကောင်တည်တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်။အဲ့ဒီစစ်ခွေးတွေစစ်ကြောင်းထိုးတဲ့နေရာတွေကိုကျွန်တော်တို့နေမြေရှင်းလင်းရေးလှုပ်ဆောင်တာခင်းရန်တချို့နဲ့စစ်ခွေးသုံးဆောင်တွေတင်းစစ်ရရှိပါတယ်လို့စိတ်ဖြူပျောက်ကြားတကူတော်ကြားစုပြည်သူကာကွယ်ရေး LDF မှကိုကြားစုကပြောဆိုပါတယ်။အဆိုပါအကြံဖတ်စစ်တဲ့စစ်ကြောင်းဟာလက်ရှိအချိန်မှာပေါ့မြွနဲ့အတွင်းဝင်ရောက်သွားပြီဖြစ်ကြောင်းအဲ့ဒီအကြံဖတ်စစ်တဲ့စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာပေါ့မြွနဲ့အတွင်းမှာရှိတဲ့ပြည်သူမျာ ထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းအောင်လိုက်နဲ့ယင်းဤပတ်သက်မှုရှိနေတဲ့ဒဝယ်မြို့မှာစီးပွားရေးတမကြောကြောဦးပြစ်ခတ်ခံရကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရီတိုင်းဒဝယ်မြို့ပေါ်မှာအကြံဖတ်မင်းအောင်လိုက်နဲ့ယင်းဤပတ်သက်မှုရှိတဲ့စီးပွားရေးတမကြောကြောဦးပြစ်ခတ်ခံရကြောင်းဒေသပြည်သူများနဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ယမနေ့အော်တိုဘာလ31ရက်နေ့မနက်ပိုင်းမှာဒဝယ်မြို့စင်ပုနစ်ရပ်ကွက်မှာရှိတဲ့ခရိုနီကြောကြောဦးနေအင်းအနီးမှာ အမည်မသိတနတ်သမားတွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအစိုးရတိုက်ခိုက်မှုအတွင်းမှာစီးပွားရေးတမကျော်ကျော်ဦးမှကြီးထိမှန်တရားရရှိပြီးဒဝယ်မျိုးစီးယုံမှအရေးပေါ်ကုသမှုခံယူနေရကတည်ဆုံခြင်းရှိမရှိကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်ပစ်ခတ်တိုက်ခိုက်ခံရတဲ့စီးပွားရေးတမကျော်ကျော်ဦးမှတနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်မြက်ကိုနဲ့ပုဂ္ဂိုလ်ရေးအရာအလွန်ရင်းနှီးသူဖြစ်ပြီးအကြံဖတ်မေအောင်လိုင်းစက်တင်ဘာလ16ရက်နေ့ဒဝယ်မျိုးကိုလာရောက်စင်ကာနဲ့ကျော်ကျော်ဦးတာဝန်ယူထားတဲ့ တဝဲဘိုးဘွားရိတ်တာကိုလာရောက်သေးခဲ့ကြောင်းမင်းအွန်လိုင်းနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီးပတ်သက်မှုလည်းရှိနေကြောင်းသိရှိရပါတယ်အခုအပြစ်ခံရတဲ့စီးပွားရေးလုပ်ငန်းရှင်ခရိုနီကျော်ကျော်ဦးကစစ်ကောင်စီနဲ့ပတ်သက်မှုရှိတဲ့ကောင်မသူကတနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်မြက်ကိုနဲ့လဲပို့ကူရေးအရာအလွန်ရင်းနှီးပါတယ်မင်းအွန်လိုင်းလာတော့ကလည်းသူတာဝန်ယူထားတဲ့ဘိုးဘွားရိတ်တာကိုလာတော့ပါသေးတယ်အဲ့ဒီပြစ်ခတ်မှုကိုဘယ်အဖွဲ့ကလုံဆောင်တယ်ဆိုတာတော့မသိရှိရသေးပါဘူးပြစ်ခတ်ခံရတာကတော့သိကြပါတယ် အခုစေယုံမှာတင်ထားတယ်လို့ပြောတယ်။တိမတိကတော့စောင့်ကြည့်နေတော့ပဲလို့တော်လိုင်းသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အဆိုပါပြစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမြည်သည့်လက်နက်ကင်အဖွဲ့ကလှုပ်ဆောင်တီကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးပဲဒေတာရင်းတော်လိုင်းတပ်ဖွဲ့တွေကလည်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူးခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့တော်လန်စစ်စင်နွဲ့လို့တဲ့ရဲဘော်တအူးချင်းဖြစ်စီတပ်ဖွဲ့လိုက်ဖြစ်စီပူပေါင်းပါဝင်နိုင်တယ်လို့မန္တလေး PDF ဖိတ်ခေါ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တော်လန်စစ်ကိုဆင်နွှဲလို့တဲ့မိတ်ဆွေရဲဘော်တွေအနေနဲ့လူပုဂ္ဂိုလ်တဦးတယောက်ချင်းတမကအစုအဖွဲ့လိုက်တပ်ဖွဲ့အလိုက် လာရောက်ပူးပေါင်းပါဝင်နိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MTY PDF ကယမနေ့အော်တိုဘားလ31ရက်နေ့မှာဖိတ်ခေါ်လိုက်ပါတယ်။တောင်းတက်မတော် TNL ကမန္တလေးတိုင်းမိုးကုံနဲ့ရှမ်းမြောက်မိုးမိတ်ကနေစုခွာပေးဖို့စစ်ကောင်စီနဲ့သဘောတူအပြစ်ခတ်ရက်စဲပြီးနောက်မန္တလေးဒေသ PDF တပ်ဖွဲ့တွေကဒေသထင်းချုံနေမြေတွေဆက်လက်ကာကွယ်သွားမယ်အကြောင်းထုတ်ပြန်ခဲ့တယ်လို့ တပ်ဖွဲ့နဲ့ကင်းကွာတဲ့ရဲဘော်တွေပြန်လာဖို့တော်လန်စစ်မှပူးပေါင်းပါဝင်ဖို့ဖိတ်ခေါ်ချက်တွေထုတ်ပြန်လည်ရှိပါတယ်။အခုချိန်မှာကျွန်တော်တို့တွေဟာပြည်သူ့နေဦးတော်လန်ရေးကြီးရဲ့အခက်အခဲဆုံးသောအခိုက်အတန့်ကာလတစ်ခုကိုရင်ဆိုင်ဖြတ်တန်းနေကြရပါတယ်။တော်လန်ရေးတို့မြည်သည်အနေအမြင့်အတက်အကျကိုစီနဲ့လှိုင်းတဘောဆောင်တာတဘာဝပါပဲ။ဒီလိုအခက်အခဲကာလကိုကျွန်တော်တို့တွေရဲ့စီလုံးညီညွတ်မှုနဲ့တန်မာကြံ့ခိုင်မှုဇွဲနှစ်ဘဲကြီးမားမှုတွေနဲ့အတူရင်ဆိုင်ကျော်လွှတ်နိုင်မယ်ဆိုတာကိုလည်း အပြည့်အဝယုံကြည်ထားပြီးလည်းဖြစ်ပါတယ်လို့မန္တလေး PDF ရဲ့ဖိတ်ကိုချက်မှရေးသားထားပါတယ်။ယခုကမှစည်ရေးအရာ PDF တွေစုံမထင်းချုပ်ထားတဲ့နေမြေတီတာတွေကိုအာနာသိန်းစစ်အုပ်စုကမြေပြင်ဝေဟင်တာလွန်အင်အားများစွာနဲ့ထိုးစစ်ဆင်နေတာကိုအတက်နိုင်ဆုံးအကောင်းဆုံးအနေထားနဲ့ကြံ့ကြံ့ခံရင်ဆိုင်နေကြတယ်လို့တီးပေးထားပါတယ်။ဒီလိုအချိန်မှာကျွန်တော်တို့တော်လန်ရေးအတွက်အထူးအရေးပါတဲ့မဟာဗျူဟာမြောက်နေမြေတွေကိုဆက်လက်ထင်းချုပ်နိုင်ဖို့ကအထူးအရေးကြီးပါတယ်။ ဒါအပြင်မြန်မာပြည်အလဲပိုင်းမြေပြန့်ဒေသမှာရှိတဲ့ရန်သူစစ်အုပ်စုရဲ့အသေးနှလုံးအချက်အချာနေရာတွေကိုဆက်လက်ချင်းချောက်နိုင်ဖို့အတွက်လည်းအလုပ်တွေအများကြီးဆက်လုပ်ရဖို့ရှိပါမယ်လို့ MTY PDF ကထုတ်ပြန်ခဲ့ပြီးရဲဘော်တစ်တွေများစွာအရေးတကြီးလိုအပ်နေတာကိုအတည်ပြုထားပါတယ်။တော်လန်စီရဲ့အရေးပါတဲ့အလုပ်တွေကဆောင်ဆိုင်နေတဲ့အတွက်ယခုထက်တာလွန်တဲ့တိုက်စွမ်းရည်နဲ့တိုက်စွမ်းအားလိုအပ်တယ်လို့ဖော်ပြပါတယ်။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတော်လန်စစ်ကိုဆင်နွှဲလိုတဲ့ လူငယ်လူရွယ်အပေါင်းကိုလှိုက်လဲစွာဖိတ်ကောက်အပ်ပါတယ်။မိတ်ဆွေရဲ့ပေါ်ကျွန်တော်တို့စီကိုလာပြက်အောင်သာလာခဲ့ပါစစ်တကယ်တိုက်နိုင်ဖို့နဲ့လူအပ်တာတွေတက်စင်ပံ့ပိုးနိုင်ဖို့ကကျွန်တော်တို့တာဝန်အပြည့်အဝယူပါတယ်။ပြည်သူတော်လှန်စစ်ကရဲဘော်တို့ကိုလိုအပ်နေပြီလို့ MDY PDF ကထုတ်ပြန်ပါတယ်။ MDY PDF ကို Telegram Telegram app MDY PDF recruit signal signal MDY PDF recruit.082 ကတဆင့်ဆက်သွယ်နိုင်တဲ့အကြောင်းလေးဖော်ပြထားပါတယ်။ MDY PDF လို့ပဲမိုးကုတ် viewer မိုးကုတ်ပတ်ကဖားနဲ့တပိတ်ချင်းစင်ကူးနယ်မြေခံတွေနဲ့ဖွဲ့စည်းထားတဲ့ TRI viewer တွေကလည်းတက်ဖွဲ့ဝင်ဖြစ်ပူးပေါင်းဖို့ဖိတ်ခေါ်ချက်တွေထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မမောင်းမြို့စီကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီပူးပေါင်းတပ်အထိနာပြီးလန်ကျနေကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမမောင်းမြို့စီကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ရှမ်းပြည်တပ် SNA ပူးပေါင်းတပ်စစ်ကြောင်းအထိနာပြီးပြန်လန်ကျသွားတယ်လို့ ဒေတာခန်စီတရင်ရှိမြစ်တွေကပြောပါတယ်။ယမန်နေ့အော်တိုဘောလာ31ရက်နေ့မနက်ကလေးကမမောင်းမြို့အနီးကနားရက်ကကြေးရွာနဲ့လွှတ်စင်ကုန်းလန်အနီးတဝိုက်ကိုစစ်ကောင်စီပူးပေါင်းတပ်ကစစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်။အချင်းကြီးကကောင်းပါတယ်ကျန်တာတော့ပြောလို့မရသေးဘူးစက္ကမနဲ့ SNE ကတိုးတာတော့တိုးတယ်ဒါပေမဲ့ပြန်လည်ကြနေတယ်ဒီနေ့ထိလည်းပြန်လည်ကြတယ်လို့ဗမောက်မြို့မှာရှိနေတဲ့ရှေတန်းရဲဘော်တူကပြောပါတယ်ဗမောက်မြို့နဲ့မြို့အနောက်ဘက်မှာရှိတဲ့နာယကရွာဟာ တမိုင်ဝန်းကျင်သာကွာဝေးပြီးစစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့အင်အားအများပြားတုံပြီးဇက်တိုက်ထိုးစစ်ဆင်လာတယ်လို့ဒေသခံစီးရေးတရင်းရှိမြစ်ကအတည်ပြုပါတယ်။လေကြောင်းကနေဘုံကျတာတော့နေတိုင်းဒီပါပဲ။ဒီမနက်လဲဘုံကျတာမြို့ရဲကအီတချို့မီးလောင်သွားတယ်လို့၎င်းကဆိုပါတယ်။ဗမောင်းမြို့ပြန်လဲရရှိဖို့စစ်ကောင်စီကဒံပြန်စစ်ကြောင်းထိုးရမှာလက်တလျှောက်ကကြေးရွာတွေကိုမီးရှို့တာဖြင့်ပြည်သူတွေရဲ့ပစ္စည်းတွေယူဆောင်တာနဲ့ဒေသခံပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်းရှိတယ်လို့ ဗမောက်မြို့ကန်တချို့ကဆိုပါတယ်မြို့အနောက်ဘက်ချမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီပူးပေါင်းတပ်မအင်အား900ဝန်းကျင်ရှိတယ်လို့လဲဗမောက်မြို့နယ်ကာကွယ်တပ်ဖွဲ့ဝင်တဦးကဆိုပါတယ်မြို့ပြန်လည်ရရှိဖို့စစ်ကောင်စီတပ်ကစကိုင်းချေဆိုင်တပ်မတုံတုံလက်အောက်ခံတရင်အချုပ်ကိုအားဖြည့်ထားတဲ့ပြင်အရင်ကမြို့နယ်မှာတန်ဆွဲခဲ့တဲ့တပ်မကုန်ကုန်လက်အောက်ခံတရင်တွေလည်းပါဝင်နေတယ်လို့သိရှိရပါတယ်တိုက်ပွဲတွေကြောင်းမြို့အနီးတစ်ဝိုက်ကြီးရွာ20ခန့်နဲ့မြို့ပေါ်ရက်ကွက်၄ခုကပြည်သူ2000ဝန်းကျင်အား ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီးရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက်ပကဖကထုတ်ပြန်ထားပါတယ်ဗမောက်မျိုးကိုအမတ်တစ်စစ်တေတာကိုကဲမှုနဲ့2025ခုနှစ်စက်တင်ဘာလ20ရက်နေ့ကတိမ်းပိုက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပူပေါင်းတက်တိမ်းပိုက်ခဲ့တဲ့မောင်မကန်ရေစကန်ကိုစစ်ကော်မရှင်တက်ပြန်လည်နေရာယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်တော်လိုင်းအင်အားစုပူပေါင်းတက်များဝင်ရောက်စီးနင်းတိမ်းပိုက်ခဲ့တဲ့မောင်မကန်ကန်ချီအနီးမှာရှိတဲ့ရေစကန်ကိုစစ်ကော်မရှင်တက်က ပြန်လည်နေရာယူထားပြီးအဆောက်အုံများပြန်လည်တည်ဆောက်ရန်ပြင်ဆင်နေကြောင်းသိရှိရပါတယ်။အဆိုပါရေစကန်ကိုတော်လန်ရေးတပ်တွေကအော်တိုဘာလ26ရက်နေ့မနက်9:00ခွဲအချိန်ကစတင်ပြီးဝင်ရောက်စီးနင်းခဲ့ကမနက်9:00ခွဲမှအပြီးသက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ပြီးစကန်ကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။သို့သောစစ်ကော်မရှင်တပ်ကပင်လယ်ပြင်မတဆင့်စစ်သင်းမော်ရီနဲ့စစ်ကြောင်းတို့ကဂျမနီအော်တိုဘာလ31ရက်နေ့ကအဲဒီစကန်မှာပြန်လည်နေရာယူထားခြင်းဖြစ်တယ်လို့သိရှိရပါတယ်။စစ်သင်းဘော့ကနေပဲသူတို့အဓိကတက်တာပါ။ အခုတော့ပြင်ဆင်ရေးတွေစလုံးနေပြီလို့မြေပြင်သတင်းတွေအရသိရှိရပါတယ်။ဒီဘက်ကတော့စကန်ကိုပြချနေမီရှင်းလင်းရေးပဲလုပ်တာနေမီမစိုးမှုထားဘူးလေ။အဲ့ဒီလိုနေရာယူထားဖို့လည်းအစီအစဉ်မရှိဘူးလို့တော်လိုင်းရဲဘော်တအူးကပြောပြပါတယ်။စစ်ကော်မရှင်တပ်ဘက်မှမောမကန်နေမီရစ်ကက်မှာပြန်လည်နေရာယူထားမှုအခြေအနေအသေးစိတ်နဲ့ပတ်သက်ပြီးမစ္စည်းမကတော်လိုင်းအင်အားစုပူးပေါင်းတက်တာဝန်ရှိသူများထံကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။အဆိုပါစကန်သိမ့်တိုက်ပွဲတွင်မှာတော်လိုင်းအင်အားစုပူးပေါင်းတက်ဖက်မှာ ရဲဘော်တဦးကြောက်ဆုံးခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့မှ12ဦးသေဆုံးကစေဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်စစ်ကော်မရှင်လက်အောက်ခံရဲစခန်းအတွင်းမှာရှိတဲ့လက်နက်မျိုးစုံ22လက်နဲ့ခရဲများစစ်အုံပစ္စည်းများတိမ့်စေရမိခဲ့ကြောင်းတော်လိုင်းပူပုံတက်တွေကအတီတီထုတ်ပြန်ထားခြင်းရှိပါတယ်။အစူပါရဲစခန်းတက်ခိုင်းမှုကိုဒဝဲခရင်တပ်ပေါင်းစုပြည်သူ့ကာကွယ်တပ်မတော်အမတ်တစ်စစ်စင်ရေးနေမြေအတူတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့နီးဗျူဟာ33 ဒေါနာတရင်တခွဲလေး KPDF ဒေါနာတရင်တခွဲခွန် LPF နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့များဖြစ်ကြတဲ့ DNL ဒူရကာစစ်ကြောင်းရမညမွန်တက်တော် Federal ဒူဝန်ကျေတပ်ဖွဲ့လောင်းလုံးတမဏိလိပ်ပြတပ်ဖွဲ့လောင်းလုံးပကပတို့ကတက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။မောင်မကန်နေမီရေစကန်ဟာတနင်္သာရီတိုင်းတဝက်ခိုင်လောင်းလုံးမြို့နယ်မောင်မကန်ရွာမှာတည်ရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီးစစ်အင်ကာစင်ပြုတ်သွားတဲ့ ကဆတ်ထသုံးဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နေရာမှာနေပြည်တော်စစ်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုပြောင်းရွှေ့ခံထားကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်ကစစ်ရင်ကာစင်ပြက်နေတဲ့အမှတ်3စစ်စင်ရေးအထူးအဖွဲ့ကဆတ်ထသုံးမှုနေရာကိုနေပြည်တော်တိုင်းမှုဗိုလ်ချုပ်စိုးမင်းကိုပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရှိရပါတယ်။အဆိုပါကဆတ်ထသုံးမှုနေရာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ဟာယခုအခါမှာလာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီး၎င်းနေရာကိုအစားထိုးခန့်အပ်ခြင်းများပြုလုပ်လာခြင်းဖြစ်ပါတယ်။ စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာလကဖွဲ့စည်းပုံပြောင်းလဲခဲ့ပြီးစစ်တိုင်းနှစ်ခုကိုသာအုပ်ချုပ်ရန်ကြံခဲ့တဲ့ကဆတ်ထတ်တုံနေရာကိုအပြောင်းလဲပြုလုပ်လာခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ထံကနေသိရှိရပါတယ်။ပထမအပြောင်းလဲကလည်း20ကျော်ရှိတာတဲ့။ရွေးကောက်ပွဲဝင်မဲ့စီးရင်တွေကထွက်လာပြီးဆိုတော့နောက်ထပ်အပြောင်းလဲတွေလည်းရှိလာနိုင်တယ်လို့တက်သတင်းရင်းမြစ်ကပြောပါတယ်။အနောက်ပိုင်းတိုင်းစစ်တနာချုပ်နပ်ပခရခိုင်ပြည်နယ်နဲ့အနောက်တောင်တိုင်းစစ်တနာချုပ် နတ်တခ ERI တိုင်းဒေသကြီးနှစ်ခုကိုစီမံအုပ်ချုပ်ရတယ်။ကဆတ်ထ၃မှာရခိုင်ပြည်နယ်တပြည်နယ်လုံးမြို့နယ်၃ခုသာကျန်ရှိပြီးကျန်မြို့နယ်အလုံးကို Oracle .a ကထိန်းချုပ်ထားပါတယ်။လက်ရှိကျန်ရှိနေတဲ့ ERI တိုင်းမှာလည်းလေးမျက်နှာရေးကြီးအင်ကပူနဲ့တာပေါင်းမြို့နယ်တို့မှာနေရာအချို့ကို AA ကသိမ်းပိုက်ထားတဲ့အတွက်စစ်ကော်မရှင်ရဲ့စီရင်တက်မှလည်းရှိပါတယ်။စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတည်းမှာရခိုင်၃မြို့နယ်ပါဝင်လာရမှာ လက်ရှိရွေးကောက်ပွဲကျင်းပမဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကော်မရှင်နဲ့အေအေတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရွေးကောက်ပွဲကျင်းပနိုင်မဲ့အခွင့်အရေးနှဲပါနေကြောင်းသိရှိရပါတယ်။အဲဒီလိုအခက်အခဲများနဲ့ရင်ဆိုင်နေရတဲ့ကဆတ်ထသုံးနေရာကိုအခြားစစ်တိုင်းမှုများဤသူအပြောင်းလဲပြုလုပ်လာခြင်းဖြစ်ပါတယ်။ပြီးကြတဲ့အော်တိုဘားလနောက်ဆုံးဘက်ကစစ်ကော်မရှင်ရဲ့စစ်တိုင်းမှုတတ်မှမူစစ်တပ်ကတို့အကြောင်းကြီးများစက္ကခမှုများကိုစစ်ကောင်းဆောင်ကနေရာအပြောင်းရွှေ့ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ကတို့ကြောင်းကိုစည်ရေးဆိုင်ရာဆွေးနွေးမှုများပြည်လုံနေရတဲ့အရှိလေပိုင်းတိုင်းစစ်တနာချုပ်ရလခကိုလန်စစ်တိုင်းမှုအဖြစ်ပြောင်းရွှေ့ခဲ့ပြီးစကကခစနစ်စကကမှုတက်မရှိရှိမကွေးတက်မမှုတက်မတက်တက်အင်းတိုင်းဒူးတက်မမှုစသည်တို့ကိုလည်းနေရာပြောင်းလဲများပြည်လုံခဲ့ပါတယ်။ဒါအပြင်စစ်ရာဒုခန့်ချုပ်ရုံးမှတာဝန်ရှိသူများပြင်အပြန်အလှန်ပြစ်ခတ်မှုများဖြစ်ပွားနေတဲ့စစ်တွေတက်ကဆမှုနေရာကိုပါစစ်ကော်မရှင်ကပြောင်းလဲခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့တသက်ခိုင်အမတ်လောင်းပြုတ်ခြင်းကိုအာနာအလွဲသုံးစားမှုလို့တတ်ဆညဒေါက်တာကျော်စီဝေဖန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကျွေးရှိခြင်းကြောင့်ကုစလင်လောင်းတအုပ်ကိုဖေရှားခြင်းဟာတရားဥပဒေထက်နိုင်ငံရေးအရာအသုံးချမှုတစ်မျိုးဖြစ်နိုင်ကြောင်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတတ်ဆညမှဒေါက်တာကျော်စီကဝေဖန်လိုက်ကြောင်းသိရှိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌတသက်ခိုင်ကိုရွေးကောက်ပွဲကော်မရှင်ကအမတ်လောင်းအဖြစ်မှဖေရှားခဲ့ခြင်းနဲ့ပတ်သက်ပြီး ဒေါက်တာကျော်ဆွေတက်ဆညကကုစလီလောင်းရုပ်သိမ်းမှုဖြစ်စဉ်အပေါ်မှာဥပဒေစည်းပွားရေးနဲ့နိုင်ငံရေးဆိုင်ရာသုံးသပ်ချက်ခေါင်းစဉ်နဲ့ဝေဖန်ခဲ့ခြင်းဖြစ်ပြီးယင်းဝေဖန်ချက်ကို PPP ဝန်ရသူများလူမှုကွန်ရက်ဆောင်မျက်နှာကဖော်ပြထားပါတယ်။ဒေါက်တာတက်တက်ခိုင်ဟာ68 Residence Project အပါအဝင်လုပ်ငန်းအများပြလုပ်ကင်လေပတ်နေတဲ့စည်းပွားရေးလုပ်ငန်းရှင်တူဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ငန်းတွေမှာဗန်ချင်းွေအသုံးပြုခြင်းဟာတာမန်စည်းပွားရေးလှူရှားမှုတော်ဖြစ်ပါတယ်။ Keynesian economic theory အရလုပ်ငန်းတူတက်မှုအတွက်ငွေကြီးခြင်းဟာ productive borrowing အဖြစ်သတ်မှတ်နိုင်ပြီးသက်ဆိုင်ရာအကျိုးပြန်ဆက်တဲ့စနစ်ရှိနေပါကဥပဒေချိုးဖောက်မှုမဟုတ်ပါဘူး Keynes 1936လို့ဒေါက်တာကျော်စွီတက်ဆညာကဆိုပါတယ်တသက်ခံရရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီးပါနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမတင်လျော်တဲ့ဘေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ဆိုတဲ့ပြတ်ထန်းချက်နဲ့ညှိစွန်းတဲ့အတွက် အမတ်လောင်းစည်းမပယ်ဖြက်ခံခဲ့ရခြင်းဖြစ်ပြီးယင်းပုံမှာအကျွေးဆက်ရန်တာဝန်ရှိသူတွေကိုကိုယ်စလေလောင်းအဖြစ်ခွင့်မပြုရန်ရည်ရွယ်ပေမဲ့လည်းငွေချီးယူထားခြင်းနဲ့အကျွေးမဆက်ခြင်းတို့ကိုခွဲခြားထားခြင်းမရှိတဲ့အတွက်ကြောင့်ဥပဒေဖွင့်ဆိုချက်မှာလိုအပ်ချက်ရှိနေကြောင်းလည်းဆိုပါတယ်။မုံရွာချီဆိုင်တက်ကြွလှုပ်ရှားသူတို့ကဘာလို့တခြားပါတီကဝေဖန်ထားတာကိုပဲ PPP ဝင်းရသူများ page မှာယူတင်ရတာလဲ PPP ပါတီဝင်တွေကဘာလို့မဝေဖန်ရတာလဲအခုသူများရေးတာကိုတင်တာတော့ PPP ပါတီတရားဝင် page မှာမတင်ဘဲဘာလို့ဝန်ရံသူများ page မှာပဲတင်တာလဲဒါကိုကြည်ချင်းအဖြစ် PPP ဆိုတာမင်းအောင်လှိုင်ကိုပြားနေအောင်ကြောက်တဲ့သူတွေကိုစူးစီးထားတာလားလို့မိကွန်းထုတ်ရတော့မယ်လို့ဆိုပါတယ်အော်တိုဘာလ25ရက်နေ့မှာတတ်တတ်ခိုင်ကူကုစလေလောင်းအဖြစ်မှာပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီးယင်းနဲ့ပတ်သက်ကတတ်တတ်ခိုင်ရောပြည်သူရှေ့ဆောင်ပါတီဝင်များကပါတရားဝင်တုံ့ပြန်ခြင်းမရှိသေးပါဘူးတတ်တတ်ခိုင်ကိုအမတ်လောင်းအတိမတ်ပြုတ်ကပ်ပြားထုတ်ပေးပြီးမှ မတ်လောင်းအဖြစ်မှရုပ်သိမ်းခြင်းဟာလုံထုံလုံနည်းနဲ့မညီညွတ်ကြောင်းနဲ့တသက်ခံရဲ့နိုင်ငံရေးအမြင်ဟာစစ်တပ်နဲ့တဟဇတာရှိသူဖြစ်ပြီးစစ်ကောင်စီခန့်ပြည်ထောင်စုဝန်ကြီးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းဒေါက်တာကျော်ဆွေတက်ဆာညာကဆိုပါတယ်ဒီဖြစ်စဉ်ဟာအနာအလွဲတုံးပြမှုသဘောတရားဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်လို့လည်းကောင်းကဆက်လက်ပြောဆိုပါတယ်တန်ရွှေစစ်အစိုးရလက်ထက်မှာနိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူတဦးကတော့မင်းအောင်မိုင်းရဲ့ရွေးကောက်ပွဲကော်မရှင်ကိုတီးကြစွာခွဲမြင်ခြင်းဟာ ဒေါက်တာကျော်ဆွေရဲ့နိုင်ငံရေးနှုံအမှုဖြစ်ကြောင်းဆိုပါတယ်ဒေါက်တာကျော်ဆွေကတသက်ခိုင်ကိစ္စကိုရွေးကော်လုပ်တာလို့မြင်နေတယ်တသက်ခိုင်ဆိုတာမင်းအောင်လိုင်ကိုယ်တိုင်မြောက်စားခဲ့တဲ့ပြည်တော်စုဝန်ကြီးပါအဲ့ဒီလိုလူတယောက်ကိုအမတ်လောင်းစည်းရင်းကနေပယ်ဖြတ်ဖြစ်ဖို့ဆိုတာမင်းအောင်လိုင်ဆုံးဖြတ်ချက်မပါဘဲမလုပ်ဘူးလို့တန်ရွှေအစိုးရလက်ထက်မန္တလေးထောင်မှအကျဉ်းချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတူကပြောပြပါတယ်တသက်ခိုင်ဖြစ်စရာတရားမဝင်ရွေးကောက်ပွဲဝင်မဲ့ ဒီမိုကရေစီရောင်ရောင်ပါတီများအပေါ်မှာရက်ခတ်မှုရှိတောင်း၎င်းကဆိုပါတယ်တသက်ခိုင်ပါတီနဲ့တော့အဆက်ဆက်မရှိလို့မသိဘူးပြည်သူပါတီကအမတ်ယူတွေကတော့တသက်ခိုင်အလဲခံရတော့ကျွတ်သွားတယ်လို့သိရတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်တသက်ခိုင်ဖြစ်စဉ်အပေါ်မှာတင်ငန်းစာထုတ်ယူရတော့ကိုယ်စလေလောင်းမြအနေနဲ့အကျွေးကြေမှုအခြေအနေရှိအောင်ပြင်ဆင်ထားကြရန်လိုအပ်ပြီးရွေးကော်အနေနဲ့စစ်စစ်မှုတွေကိုပုံမကျပြန့်စွာဆောင်ရွက်ရန်အတိပ္ပယ်ဖွင့်ဆိုချက်တွေကိုလည်း ပြန်လည်ပြင်ဆင်ရလိုအပ်နေကြောင်းလည်းဒေါက်တာကျော်စွေတက်ဆာညာကဆိုပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ဟာရန်ကုန်တိုင်း FPTP အမျိုးသားလွှတ်တော်မေဆနာနဲ့အမတ်နဲ့အမတ်လောင်းဖြစ်ဝင်းရောက်ရှင်းပြန်ရအမိစင်းတင်သွင်းခဲ့ခြင်းဖြစ်ပြီးကွန်တိုအင်ယာစီမံကိန်းများနဲ့ပတ်သက်ကဂမ်ဘောဇာဗမာချီယူထားတဲ့ကျပ်ဘီလီယံများစွာကိုပြန်မဆက်နိုင်တဲ့ကြောင့်တရင်ထွက်ပေါ်လျက်ရှိပါတယ်။တသက်ခံရ2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီအမတ်အဖြစ်အနိုင်ရခဲ့ပေမဲ့ 2018ခုနှစ်မှာပါတီတာဝန်များရက်ဆိုင်ခံရပြီးနောက်နှုတ်ထွက်ခဲ့ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပါတယ်။အဲဒီနောက်2020ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရမှာတဏီရမှအနိုင်မရရှိခဲ့ပါဘူး။2020ဩဂတ်စ်လမှာမင်းအောင်လိုင်းနဲ့34ပါတီတို့တွေ့ဆုံခဲ့ရမှာအာနာသိန်းရမင်းအောင်လိုင်းကိုမြှောက်ပွေးတဲ့အထက်တတ်တတ်ခံရလဲရှေ့ဆုံးကနေပါဝင်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။အာနာသိန်းပြီးနောက်မင်းအောင်လိုင်းခန့်တဲ့လူကေပြန်ဝင်ကြီးနဲ့ဟိုတယ်ခီးဝင်ကြီးဖြစ် 2021ခုနှစ်မှ2025ခုနှစ်ဇန်နဝါရီလကုန်ထိတာဝန်ထမ်းခွင့်ရခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လက်နက်ကြီးပြစ်ခတ်ခံရပြီးနောက်တရုတ်ပိုင်ဝမ်ပေါင်ကျင်းနီစီမံကိန်းလုပ်ငန်းတွေဒီကနေ့အထိပြန်မလည်ပတ်နိုင်သေးကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဆာလင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ပိုင်ကုမ္ပဏီဖြစ်တဲ့ဝမ်ပေါင်ကျင်းနီစီမံကိန်းကလုပ်ငန်းတွေလက်နက်ကြီးပြစ်ခတ်ခံရပြီးနောက်ဒီကနေ့အထိလုပ်ငန်းပြန်မလည်ပတ်နိုင်သေးဘူးလို့ဒေသခံသတင်းရှိမြစ်တွေက MFP ကိုပြောပါတယ်။ ဝမ်ပောင်စီမံကိန်းအနီးကရွာတွေကို COS ကတပတ်အကြာစစ်ကြောင်းထိုးပြီးနောက်ဒေသခံတွေကိုတစားကန်ဖြစ်ဖမ်းဆီးတာနဲ့တပ်ဖြတ်တာတွေအပြင်လေကြောင်းကနေလည်းဘုံကျဲတက်ခိုက်တာတွေဇက်တိုင်လုံဆောင်ခဲ့တာပါဒါကြောင့်အမည်မသိတဲ့လက်နက်ကင်ဒေါ်လာရင်းအဖွဲ့အစည်းကအော်တိုဘားလ23ရက်နေ့နဲ့25ရက်နေ့မှာလက်တုံပြန်တဲ့အနေနဲ့စီမံကိန်းတဲကိုလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် transformer ပေါက်ကွဲခဲ့ပြီးလုပ်ငန်းမလဲပတ်နိုင်သေးပဲပညာရှင်တွေခေါ်ကပြန်လဲပြုပြင်ဖို့လုံဆောင်နေတယ်လို့ဆိုပါတယ် ဝန်ပောင်ကအထိခိုက်ကြီးကြီးမားမားရှိတယ်။အခုထိမလဲပတ်တာမကြားသေးဘူး။လက်ရှိမြန်မာဝန်ထမ်းတွေကိုလုပ်ငန်းကွင်ထဲမှာထားပဲတခြားတည်တဲ့တနေရာမှာထားပြီးလုပ်ငန်းအလုံးရပ်ထားတယ်လို့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ကုမ္ပဏီနဲ့နှိစက်တူတူကပြောပါတယ်။ဒါအပြင်ပြီးခဲ့တဲ့အော်တိုဘားလာ25ရက်နေ့ကလည်းလက်နက်ကြီးပြစ်ကတ်ခံရမှုမှာဝန်ပောင်ကုမ္ပဏီရဲ့ပင်မဝင်ပေါက်ဖြစ်တဲ့လုံခြုံရေးဂိတ်အနောက်ကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးဝန်ထမ်းတချို့လည်းတိကျတဲ့ဒဏ်ရာရကအဆောင်တွေပျက်စီးသွားတယ်လို့ဆိုပါတယ်။ အနာသိမ့်ပြီးနောက်ပိုင်းဝမ်ပောင်းကုမ္ပဏီအတွင်းကစီမံကိန်းမှာအလုတ်ပြန်ဝင်နေကြတဲ့နန်းစီရဲ့မွေတန်းတွေကလည်းအလုတ်သမားခွင့်ရေးတွေချိုးဖောက်ခံရတယ်လို့အိမ်ပြန်ကွင်းလည်းမရကြဘူးလို့အဲ့ဒီအခြေအနေကိုသိရှိသူတဦးကပြောပါတယ်လက်နက်ကြီးထုတ်လာရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေရဲ့မလွတ်လပ်တာတွေရရှိတော့တချို့ဝန်ထမ်းတွေကအိမ်ပြန်ချင်ကြတယ်ဒါပေမဲ့ပြန်ကွင်းမပေးတော့ပြန်ဖို့လည်းမလွယ်ကြဘူးလို့ကုမ္ပဏီရဲ့အတွင်းရေးကိုသိရှိသူတဦးကပြောပါတယ် လက်ရှိမှာစာလင်ကြီးမြို့နယ်အတွင်းကိုစစ်အုပ်စုအင်အား150လောက်နဲ့တရွာဝင်တရွာထွက်စစ်ကြောင်းထိုးနေတာကြောင့်လက်ပတောင်ရွှေလီပလောင်ကရိုကုန်းဝဲကြီးဝဲခွဲဝမေးကန်တော်ဇီတော်စေတဲတဲကိုကြီးလေဒီတုံတော်ကြောင်ဖောင်းကတာတတော်ကြီးမိုးကျုပ်ပင်စတဲ့ကြေးရွာပေါင်း၁၀ရွာကျော်ကပြည်သူပေါင်း2000ခန့်စစ်ပေးရှောင်ထွက်ပြေးနေကြရပြီးစားတောင့်နေထိုင်ရင်းနဲ့ကျမ်းမာရေးဆောင်ရှောက်မှုတွေလိုအပ်နေတယ်လို့ဆိုပါတယ် စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့ရဲ့ချင်းထွန်းမြစ်တပကံရင်းမပင်နဲ့စာလင်ကြီးနယ်တဲကစပေးတောင်ကျေးစင်တောင်နဲ့လက်ဘရောင်းတောင်တွေကိုဖြိုကားတရုတ်ကကျင်းနေတူနေပြီအဲ့ဒီတရုတ်ပိုင်းမြန်မာဝန်ပောင်နဲ့မြန်မာရင်စီကျင်းနေဆက်ယုံတွေကိုစေအုစုကဂိတ်ဆောင်လူကျင်းယူပေးထားကတူဖို့ထွက်ရှိလာတဲ့ကျင်းနေတွေကိုလည်းစစ်သင်းဘောတွေအသုံးပြုပြီးမြစ်ကြောင်းကနေတဆင့်တဲထုတ်ပေးနေတာဖြစ်ပါရယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လည်ရေးသတင်းတွေများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။